ထူးပွန့်ခဲ့ပြီထိုကာလများ၌လည်းနေသည်အရှိမထွက်၏အနောက်ဘက်သို့ဝင်၏ပန်းတို့သည်မှုေးကုန်၏ခြေလေးချောင်းတရဝါတို့မြေကြီးပေါ်လေးဘက်တွား၍ဥကောင်းလက်ရာရက်သို့သွားကုန်၏နျူတန်ဟုမဖွေးမမွေးဖွားမီကကြွေခဲ့ရသောတတိတို့အတွက်ဤမဟာပထဝီမြေကြီးကိုသာငါအာနာမီတော်သည် ။ပန်းမွန်နဲ့ဝင်ပုံလာမင်းကိုဆုံးရှုံးခဲ့ရပေါ့။စီးနင်းတို့ပြောကြနေစေလက်ဆွဲနှုတ်ဆက်တဝက်တော့အပြုံးကူတာတင်တို့အားငါပေးဝေခဲ့။ဏိတိရာဇဝင်ပုံမြင်များစွာကိုကြက်မဲ့အသက်ရှူခြင်းအတက်ကိုတင်ယူခဲ့ပြီးပြီ။လမ်းမပေါ်တွေ့ကြတဲ့အခါငါကြပြဆရာပဲအေးရှိမောခြင်းတိခံမှာဘဝအား အကုသို့ဤအကျိုးတရားများအဖြစ်အတိတ်ပဲဖွင့်သောအခါဝေဒနာမြင့်သည်အဟုန်ပြင်းစွာစီးဆင်းခဲ့လေပြီမိန်းကလေးရေပန်းရိုင်းတွေကမြေကြီးပေါ်မှာဖူးပွင့်လို့ငှက်ကလေးတွေလေပေါ်မှာပြန်တန်းလို့အဝေးကြီးဟိုးအဝေးကြီးကရီမောတန်တွေငါရင်ထဲမှာဆွေးမြေ့သေဆုံးနေကြဘဝတစ်ခုလုံးနဲ့တော့မလဲနိုင်ခဲ့ဘူးကွယ် နှလုံးသားကိုယုံကြည်ခဲ့တယ်ပြီးတော့လူတွေကိုလည်းငါချစ်ခဲ့တယ်ကန္နဝဟံကိုတောင်ထိပ်ပေါ်ကခေါ်တန်းတစ်ခုလိုငါရီမောပြခဲ့ပေါ့ညီမလေးကြီးညီမလေးကြီးညီမလေးကြီးကျိုးနဘေးမြခင်းမြင်ပေါ်အန်ချအဲ့ဒါတဘဝလုံးမဲဟေမိမိအသေးနှလုံးရဲ့စိတ်ချရလောက်တဲ့လုံခြုံမှုထဲမှာလူတိုင်းဟာ ငိုကြွေးနိုင်ခွင့်ရှိတယ်မဟုတ်လားဘဝတာဝန်နဲ့လားလာမယ့်အနာဂတ်တိုင်းရဲ့အထူးကျန်ပါရမီရှင်တိုင်းအတွက်ငါနှလုံးသားအပိုင်းစားတစ်ခု မိုးကောင်းခင်မှာထုစစ်ခဲ့မယ်မနေ့ပြန်မနေ့လမ်းမဘက်မျောကြည့်လိုက်တဲ့အခါဒီကနေ့ဆိုတာကိုရှာလို့တွေ့တော့မှမဟုတ်တော့ဘူးအချိန်ဆိုတာကံပါမရှိတဲ့မြေတစင်းမှာပဲနှလုံးသားမှာပန်းပွင့်များစွာစိုက်ပျိုးခဲ့ဤ ဥထိတ်ထ၌တရားအသည့်ဖူးပွင့်ခဲ့ပြီ